Hello အားလုံးပဲမိင်္ဂလာပါဘူမချန်ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ် Premier League ပွဲစဉ်၈မှာတော့ London Derby ဖြစ်ကျွန်တော်တို့က Fulham နဲ့ Arsenal တို့ရှင်ပိုင်ကစားဖို့ကျွန်တော်ရှိတယ်ဒါနိပြ Marco Silva ရဲ့ Fulham ကတော့ထုံးတမ်းနိုင်မဲ့ဒါအလဲလက်ခြေသွင်းမျိုးတွေသူတို့ပြထားတယ်ဗောနော်အရင်ဆိုးတဲ့အနေထိုင်မျိုးမဟုတ်သလိုတအားကြီး Crystal Palace တို့ Everton တို့လိုမျိုးဒါဘုံမောက်တို့လိုမျိုး sorry အရန်ကောင်းတဲ့ performance တွေပြထားနေတဲ့အသင်းမျိုးလည်းမဟုတ်သေးဘူးဗောနော် အဲတစ်ဖက်ကအာဆင်နယ်ကတော့ဒီဒီဘက်ကျွန်တော်တို့ရဲ့အဓိကဖလားပြိုင်ပွဲဖြစ်တဲ့လီဗာပူးသင်းကဒီ၃ဘွဲ့ဆက်တဲ့အရှုံးကနေပြီးတော့အန်ဖီမှာမန်ချက်စတာယူနိုက်တက်နဲ့တွေ့တော့ပြန်အနိုင်ယူဖို့ကြိုးပမ်းနေတဲ့အချိန်အဲအောက်ကမန်ချက်စတာစီးတီးနဲ့သူတို့ကြားထဲမှာလည်း၃မှတ်လောက်ပဲကွာတော့တဲ့အချိန်မှာအာဆင်နယ်နေနဲ့ခြေချော်လို့မဖြစ်ဒီပွဲမှာ၃မှတ်ယူဖို့ကြိုးပမ်းမယ်နေထားမျိုးပါအဲဒါမှမဟုတ်သူတို့ရှင်ပိုင်ကစားမဲ့ဖူလမ်ဆိုတာကဖူလမ်ရဲ့ကွင်းမှာ အာဆနီဟာတော်တော်လေးကျွန်တော်တို့သာတိုင်ပက်လေးကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ဒါတွေကိုအာတီတာဘလူးကြော်ဖြစ်လာမလဲပေါ့လက်ရှိရှင်မင်ကစားမဲ့အာဆနီဆိုတာတော့ဖူလန်ကစားခဲ့မှုတဲ့ရှေ့ပွဲရှေ့ရှေ့ရာသီတွေကအာဆနီတော့မဟုတ်တော့ဘူးပေါ့လေလူစားတွေကျွန်တော်သာနေရာတိုင်းတူအစားထိုးလာရင်းနဲ့ကျွန်တော်သာအာဆနီကလာဘလူးဘလူးရောမလဲဒီရာသီကိုအကောင်းဆုံးကစားပြနေတာဒါအပြင်ဒီရာသီမှာဆိုလို့ရှိရင်လည်းခန်စစ်ကတအားကိုကောင်းပြထားတယ်ဆိုတော့တိုက်စစ်မှာဆိုလို့ရှိရင်လည်းသူတို့မှရွေးချယ်စရာတွေအများကြီးနဲ့ဆိုတော့ဖူလန်အနေနဲ့ အာဆနယ်ကိုနေရာပေါင်းစုံကနေပြီးတော့ဒုက္ခပေးတာကိုခံရမဲ့အခြေအနေမျိုးပါဒါဒီကိုမာကိုစီးပါဘလို့တုံ့ပြန်မလဲပေါ့ဆိုတော့ဒီဟာဒီဖူလန်ရဲ့အနေအထားတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါဖူလန်အနေနဲ့ပေါ့နော်ပြီးပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ခွန်မှာဆိုလို့ရှိရင်သူတို့ကဒီဘလို့ပြောမလဲဘုံမောက်ကိုနော်ဘုံမောက်ကိုအဝေးဝင်းမှာ၃ဂိုးတကူနဲ့ကျွန်တော်ရှုံထားပြီးတော့အာဆနယ်ကတော့ဝက်ဆမ်ကိုအိမ်ဝင်းမှာ၂ဂိုးပြည့်နဲ့သူတို့တွေနိုင်ထားတယ် ိုဒါတွေကိုကျွန်တော်တို့ကြည့်ရင်နှစ်သင်းစလုံးကတော့ပြီးခဲ့တဲ့ပွဲတွေမှာတော်တော်လေးကိုကျွန်တော်တို့ကတိုင်ပတ်အာအာဖူလန်ကတိုင်ပတ်ထားတယ်ပေါ့နော်အာဆင်နယ်ကတော့ဒါအဆင့်တစ်တွေပါတယ်ရောက်လာတယ်ပေါ့လေဆိုတော့ဖူလန်နေနဲ့ဒီယာဒီမှာပရီးမီးယားလီဂ်9ပွဲကစားပြီးတဲ့အချိန်သူတို့2ပွဲပဲနိုင်ပါသေးတယ်2ပွဲပဲနိုင်သေးတယ်2ပွဲတည်ကြပြီးတော့သူတို့ဒီ3ပွဲရှုံးနေထားတယ်တိုက်စစ်က8ဂိုးရပြီးတော့ခန်းစစ်က17ဂိုးကျွန်တော်ပေးထားရတယ်ပေါ့နော်အဆင့်14မှာပါအာဆင်နယ်ကတော့အဆင့်တင်မှာ9ပွဲမှာသူတို့9ပွဲနိုင်ထားတယ်။တပွဲတည်းတပွဲရှုံးကျွန်တော်တို့က အဲရှိထားပြီးတော့တိုက်စစ်က14ဂိုးကြီးကျွန်တော်ရထားပါတယ်ခန်းစစ်က3ဂိုးပဲကျွန်တော်ပြီးထားပါသေးတယ်ဒါဟာပရီးမီးယားလိမှာပေးကိုအ ਨੇ ဆုံးခန်းစစ်ပါ ပေးကိုအ ਨੇ ဆုံးခန်းစစ်ပါဒါကြောင့်တိုက်စစ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်မန်ချက်စတာစီးတီးပြီးပြီဆိုလို့ရှိရင်တွင်ကိုအများဆုံးတိုက်စစ်ကိုအာဆင်နယ်ပိုင်ဆိုင်ထားတယ်ခန်းစစ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒါပရီးမီးယားလိမှာပေးကိုအ ਨੇ ဆုံးခန်းစစ်ကိုသူတို့ပိုင်ဆိုင်ထားတယ်ဆိုတော့အာဆင်နယ်ဟာအရာရာတိုင်းကအချိန်ကြီးကောင်းနေတာ ီနေရာမှာနော်နီမာရူကီတို့ကျွန်တော်တို့ကပါနေဖို့ကျွန်တော်မရှိဘူးပေါ့လေ။ Harvest တို့လည်းပါနေဖို့ကျွန်တော်မရှိလို့ OD ကက်ကလည်းပဲပါနေဖို့ကျွန်တော်မရှိဘူး။ဒါမျိုးလို့ကိုယ်နဲ့မှာသူတို့မှာ Zubamendi တို့ Rice တို့အပြင် AZ တို့လူစားမမျိုးတွေပါကျွန်တော်တို့ပေါ့နော်။မြင်ရဖို့ကျွန်တော်ရှိတယ်။ Martinelli ကဂိုးတွေပြန်ပြီးတော့ကျွန်တော်တွင်းလာပြီ။ဒါအပြင်ကျွန်တော်တို့ပေါ့နော်ဒီကိုယ်နဲ့မှာဆိုလို့ရှိရင်ဒါ Ethan Winery တို့ပါတို့က number 10တို့ကိုကစားနိုင်တဲ့ကစားမမျိုးတွေ စာကာတို့ဘာတို့ကလည်းမာရဝကီတို့မပါနိုင်ဘူးဆိုပေမဲ့စာကာတို့ပြန်ပါနေပြီတော့ဂိုးဒီဘာတွေပြန်သွင်းနေပြီဆိုတော့အာဆင်နယ်တို့ရဲ့လက်ရှိကြုံနေရတဲ့ပြဿနာတိုင်းမှာကဖြည့်ရှင်းချက်တွေရှိတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတယ်ကျော်ဗီတာဂီယိုဂရက်စ်ကတော့ဂိုးမရတာဘယ်နှပွဲလဲ6ပွဲလောက်လာမသိဘူးကျွန်တော်ရှိပြီဗောနော်နိုင်ငံလည်းရွေးစဉ်ပွဲတွေနဲ့ဆိုလို့ရှိရင်10ပွဲလောက်လာမသိဘူးကျွန်တော်ရှိပြီဆိုတော့ဒါတွေကိုသူဒီနေ့ပွဲစဉ်မှာသူခြေဖြတ်ပြဖို့သူကြိုးပမ်းရမယ် တော့သူ့မှာအခွင့်အရေးတွေလုံးလုံးကြီးမရတာလားဆိုတော့ဒီကျွန်တော်မဟုတ်ဘူးအခွင့်အရေးကတချို့ရရဲ့တန်းတဲ့ကိုပဲလုံးဝကိုဂိုးရီပါရီမသွင်းနိုင်တဲ့အခိုက်အတန့်ကြီးကျွန်တော်ရှိသေးတယ်ဒီရာဒီပရီးမီးယားလိဂ်ခုနပွဲကစားပြီးတဲ့အချိန်မှာဗစ်တန်ယူကရက်စနီနဲ့အိုပင်ပလေးကျွန်တော်တို့သွင်းကိုဆိုလို့နှစ်ကိုပဲကျွန်တော်ရှိသေးတယ်ပေါ့နော်ဒါအပြင်နောက်ပိုင်းမှာပင်နေဒီကန်သွင်းမှုတွေနဲ့ပတ်သက်လို့ရှိရင်လည်းသူ့အနေနဲ့အရင်မျှော်လင့်လို့ကျွန်တော်မရတော့ဘူးသူတပင်စာကာတို့ဘာလို့လိုမျိုးအာပင်နေဒီကန်ရဲ့ကစားမတွေကျွန်တော်ရှိလာပြီဆိုတော့အခါကျတော့ ဒီ video ယူခရက်စ်နေနဲ့သူတိုက်စစ်မှုဖြစ်ဒီတိုင်အောင်ပေါ့နော်ကျွန်တော်ဒါ penalty တွေပါတွေကိုရန်လုံးပြည်သူကန်တော့မဲ့ချင်းဒီမှာရှိမနေဘူးအဲ့ဒီတော့သူ့အနေနဲ့ open play goal တွေကိုပူရဖို့ကျွန်တော်မျှော်လင့်ရတော့မယ်ဒါကြောင့်လောတင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ full land အနေနဲ့ပေါ့နော်ဒါဒီလိုမျိုး arsenal မှာနေရာပေါင်းစုံမှာဒုက္ခပေးနေတဲ့ကစားမတွေရှိနေတဲ့အခြေအနေမျိုးမှာအိမ်ဝင်းမှာဒုက္ခပေးဖို့ကမလွယ်ပါဘူးဒါပေမဲ့လို့သူတို့ရဲ့ head to head ကိုကျွန်တော်ကြည့်ကြည့်ရရင် full land ကွင်းမှာတော့ arsenal ဟာကစားရတိုင်းမှာ တော်တော်လေးကိုခက်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 ဖြစ်ခဲ့တာမျိုးကိုကျွန်တော်တွေ့ရမယ်ပေါ့နော်နောက်ဆုံးကျွန်တော်ကစားခဲ့တဲ့ချိန်တုန်းကအာဆင်နယ်ကွင်းမှာကျွန်တော်ဒီပရီးမီးယားလေးပေါ့နော်ဒါအာဆင်နယ်ကွင်းမှာသူတို့ကစားခဲ့တယ်ပြီးခဲ့တဲ့ရာသီအာဆင်နယ်ကွင်းမှာနှစ်ဂိုးတကူဆိုတဲ့ရလနဲ့ဖူလန်ကရှုံးနေဆိုတော့ဖူလန်ကွင်းအဲ့ဒီရာသီမှာဆိုလို့ချင်တယ်ပဲဖူလန်ကွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်ကဝန်းဝန်းတည်ကြတယ်နော်အဲ့ဒီရှေ့ကျွန်တော်တို့ဘယ်တော့ဖူလန်ကွင်းမှာပဲအာဆင်နယ်ကိုနှစ်ဂိုးတကူဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါဖူလန်ကဘယ်တော့ကျွန်တော်တို့ဒါဘယ်လိုပြောမလဲ ဒီဝါဝါအနိုင်အနိုင်ရတယ်ပေါ့လေနော်အနိုင်ရတယ်ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဲဖူလန်နဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ဖူလန်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဒါအာဆင်နယ်နေနဲ့အများကြီးသတိထားရမယ်လို့ကျွန်တော်ပြောရမှာပဲဆိုတော့နောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဖူလန်ကဒီစုစုပေါင်းပေါ့နော်ကျွန်တော်တို့နေနဲ့ အစဉ်ပြေထားတယ်ပေါ့နော်အဲ့လောက်ကြီးကြီးအရန်ကောင်းထားတာမျိုးတော့ကျွန်တော်မဟုတ်ပြီမဲ့လေလို့အာဆင်နယ်ကိုသူတို့ကဒုက္ခပေးနိုင်စွမ်းရှိတယ်ဆိုတဲ့အနေအထားမျိုးမှာပါပဲဒါပါတော့နောက်ဆုံး head to head 6ပွဲမှာဆိုလို့ရှိရင်ဗျာအိမ်ဝင်းဝေးဝင်းမရွေးပဲနဲ့ပေါ့နော်နောက်ဆုံး head to head 6ပွဲမှာဆိုလို့ရှိရင်ဖူလန်ကတပွဲနိုင်ထားတယ်တပွဲတည်ကြပြီးတော့သူတို့ဒီ3ပွဲအထိအာဆင်နယ်ကိုကျွန်တော်ရှုံးထားတယ်နော်ဆိုတော့ဒါကြောင့်အနေအထားတွေကကျွန်တော်နေနေပေါ့နော်ဒါအာဆင်နယ်ကိုတော့ဖူလန်ဟာဟိုဒုက္ခရောက်ကြီးပေါ့နော်ရှင်နိုင်နေဆိုတဲ့အနေအထားမျိုးလည်းကျွန်တော်ဟုတ်မနေဘူးနော်ဟုတ်မနေဘူးဒါအပြင်ကျွန်တော် ဖူလန်ရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်ကြည့်အောင်ဖူလန်ရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဖူလန်က၃ပွဲနိုင်ထားတယ်နော်တရီပွဲအဲ၃ပွဲနိုင်ထားတယ်တရီပွဲမရှိဘဲနဲ့၂ပွဲသူတို့ရှုံးထားတယ်အာဆင်နယ်ရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်၄ပွဲတိသူတို့နိုင်ထားတယ်တပွဲတရီကြပြီးတော့ရှုံးပွဲရှိမှထားသေးဘူးဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဖူလန်ရဲ့အနေထားကပေါ့နော်အာဆင်နယ်ကိုကျွန်တော်တို့ရှင်းနိုင်ဘူးကတော်တော်လေးကိုခဲရင်ပါလိမ့်မယ်တော့အာဇနယ်နေနဲ့ဗီတာယိုခရက်စတိုထပ်ပြီးတော့ဂိုးရီမြင်ရမဲ့ပွဲမျိုးလိုက်ကျွန်တော်ကြည့်ရမယ်ဒီပွဲမှာကျွန်တော်ကတော့ ရာကူပီကူတွေတော်တော်လေးကိုနဲလိမ့်မယ်လို့ထင်တယ်နှစ်သင်းစလုံးသူတပြင်းဒီ Craven Cottage မှာသွားကစားတဲ့အတင်းတိုင်းကမလွယ်ဘူးဗျာဖူလန်ဟာတော်တော်လေးကိုအိမ်ဝင်းမာတဲ့အတင်းထဲမှာကျွန်တော်ပါတယ်ဒါပေမဲ့လို့အမှတ်ဒီပါတွေတော့ Arsenal ထံကနေမျှယူအောင်လုပ်နိုင်ဘူးဆိုရင်တော့မလွယ်ပါဘူးဒါကြောင့်ကျွန်တော်ဒီပွဲမှာဆိုရင်ပီကူနည်းနည်းနဲ့ပဲ Arsenal ဘက်ကအချင်းကြီးကောင်းသွားဖို့เนาะဟိုရှိတယ်လို့ကျွန်တော်ထင်တယ်ဆိုညီကတို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်